မင်္ဂလာပါဒီဗီဒီယိုမှာတော့ multiplexer နဲ့ဒီ multiplexer ကြောင့်တင်ပြပေးပါမယ်ဒီ device နှစ်ခုဟာ digital communication မှာမရှိမဖြစ်လိုအပ်ပါတယ် multiplexer ကတော့ multiple input တွေဝင်လာပြီး single serial output တွေထုတ်ပေးပါတယ်ဒီ multiplexer ကတော့ single input တွေ စီရီယယ်လီအစီအစဉ်ဝင်လာကြပြီးတော့မတေပါအောက်ပွတ်တွေထုတ်ပေးပါတယ်မတီပလာဇာနဲ့ဒီမတီပလာဇာတွေဟာ communication line တစ်ခုရဲ့တစ်ဖက်ချက်စီမှာရှိနေကြပြီးတစ်ဖက်က output တွေကတစ်ဖက်ရဲ့ input တွေဖြစ်သွားကြပါတယ် input output တွေတစ်ဖက်နဲ့တစ်ဖက်အပြန်အလှန်ပြောင်းလဲနေကြပါတယ်ကဲဆက်လေ့လာကြည့်ရအောင်เนาะ multiplexer မှာဒီလို parallel input တွေအများကြီးဝင်လာကြပြီး output မှာ selector က control လုပ်ပေးတဲ့အတိုင်း output တစ်ခုချင်းစီ serially ထွက်သွားကြမှာဖြစ်ပါတယ်ဒီ multiplexer ကတော့ multiplexer နဲ့ပြောမြန် single input တွေအစီဝင်လာကြမှာဖြစ်ပြီးတော့ selector ကရွေးပေးတဲ့အတိုင်း parallel output တွေဖြစ်ထွက်သွားကြမှာဖြစ်ပါတယ် ဒီဗီဒီယိုမှာတော့4 in 1 of mass နဲ့1 in 4 of dmass နဲ့နမူနာပြမှာမလို့စီလက်တာက digit နှလုံး A နဲ့ B တင် လုံလောက်ပါတယ်။ input တွေများလာရင်တော့စီလက်တာ digit တွေလည်းတိုးလာမှာဖြစ်ပါတယ်။အခုဒီပုံမှာတော့ input 1 output 1ဆိုရင် selector က00 input to output to ဆိုရင် selector က0 1 input 3 output 3ဆိုရင် selector က10နဲ့ input 4 output 4ဆိုရင် selector က11ဖြစ်သွားပါမယ်ဒီ diagram ကတော့4 in 1 out multiplexer တစ်ခုရဲ့ logic diagram ဖြစ်ပြီးတော့ selector table ကိုလည်းပူတွက်တင်ပြထားပါတယ် input ၄ခုအတွက် 3 input angle လေးလို့ output အတွက် four input or gate လို့သုံးထားပြီး selector မှာတော့ inverter နှလုံးသုံးထားပါတယ် input d0 ဟာ selector 00ဝင်လာတဲ့အခါပရမ angle input မှာ d0 11ဖြစ်သွားလို့ output or gate ကိုဖြတ်သွားတဲ့အခါ output y မှာ d0 ကိုရပါမယ်အလားတူပါပဲ input d1 ဟာ selector 01ကြောင့် ဒုတိယ and gate input မှာ d1 11 input d2 ဟာ selector 10ကြောင့်တတိယ input and gate မှာ d2 11နဲ့ input d3 ဟာ selector 11ကြောင့်စရုပ်တ and gate input မှာ d3 11ဖြစ်သွားကြပြီးအတီးတီ output or gate ထဲကိုကျော်ဖြတ်ပြီး output တွေဖြစ်သွားကြမှာပါအခုရှင်းပြခဲ့တာတွေကတော့ဖိုးဝါအော့မာတီပလက်ဆာတစ်ခုရဲ့ logic gate တွေနဲ့ selector တွေအလုပ်တုပ်ပုံဖြစ်ပါတယ်။ဆက်ပြီးတော့ဖိုးဝင်ဝမ်းအောင် multiplexer အလုပ်လုပ်ပုံကို animation လေးတွေနဲ့ရှင်းပြသွားပါမယ်။ဒါကတော့ multiplexer တစ်ခုမှာ input လေးခုဝင်လာပြီး selector က output ထုတ်ဖို့ရွေးမပေးသေးတဲ့ပုံမှာဒါကတော့ selector က00ပေးပြီးရွေးပေးလို့ input 1ကပထမဆုံး output ဖြစ်လာပါတယ်ဒီပုံကတော့ selector က01 pb ရွေးလို့ input 2ကဒုတိယ output ဖြစ်လာပါတယ်အခုတခါတော့ selector က10 pb ရွေးပေးလို့ input 3ကတတိယ output ဖြစ်လာပါတယ်နောက်ဆုံးအနေနဲ့ selector က 11pp ရွေးပေးလို့ ် input 4ကသရုတ်ဓာတ်နဲ့နောက်ဆုံး output ဖြစ်လာပါတယ်ဒီပုံကတော့ y input of d multiplexer တခုရဲ့ logic diagram နဲ့ selector table ပဲဖြစ်ပါတယ်တခုတည်းသော input x ာ3 input and gate လေးလုံးကို selector ကရွေးပေးတဲ့အချိန်ကြော်ဖြတ်က output လေးခုရလာမှာဖြစ်ပါတယ်။ selector ကိုတော့ အင်ပါတာတစ်ခုသုံးထားပါတယ်ဆီလက်တာတေဘယ်ရက်ကအတိုင်း input x ဟာ output လေးခုထွက်လာမှာဖြစ်လို့ a နဲ့ b မှာ0နဲ့1လေးတွေထည့်ပြီး output တွေထွက်လာပုံကို exercise လုပ်ကြည့်ကြအောင်နော်ဒီလို exercise လုပ်ကြည့်လိုက်ရင်ဒီ multiplier အကြောင်းကိုပိုပြီးနားလည်သဘောပေါက်သွားပါလိမ့်မယ် ဆက်ပြီးတော့ y and 4 or d multiplexer အလုပ်လုပ်ပုံကိုလည်း animation လိုတွေနဲ့ရှင်းပြသွားပါဦးမယ်အခု y and 4 of d multiplexer ကို input signal တွေတခုချင်းစီအစီဝင်လာကြပါပြီ selector ရဲ့ရွေးချယ်မှုအတိုင်း output တွေလည်းထွက်လာကြတာကို တွေ့ရမှာပါ selector ရွေးချယ်မှုကိုတော့ မာတီပလဇာတို့ကအသေးစိတ်ရှင်းပြပြတာဖြစ်တာကြောင့်ဒီနေရာမှာထပ်မပြောတော့ပါဘူး။ဆီလက်တာပြောင်းလဲမှုကြောင့် input output လေးတွေပြောင်းလဲဖြစ်ပေါ်လာမှာကိုလည်း select တင်ပြတော့ပါမယ်။အခုစဝင်လာတဲ့ input ကိုဆီလက်တာက00နဲ့ရွေးချယ်လို့ output 1ရရှိပါမယ်။ နောက်ထပ်ကက်ရက်ဝင်လာတဲ့ input ကိုတော့ selector က01နဲ့ရွေးချယ်လို့ output 2ဖြစ်သွားပါမယ်။တတိယမြောက်ဝင်လာတဲ့ input ကိုတော့ selector က10နဲ့ရွေးချယ်လို့ output 3ရရှိပါမယ်။နောက်ဆုံးဝင်လာတဲ့ input ကိုတော့ selector က11နဲ့ရွေးချယ်လို့ output 4ရပါမယ်။ နောက်ဆုံးအနေနဲ့ multiplexer နဲ့ဒီ multiplexer တို့ communication line တစ်ဖက်တစ်ချက်မှာရှိနေပြီး multiplexer ရဲ့ output ကဒီ multiplexer ရဲ့ input ဖြစ်သွားပြီးဒီ multiplexer ရဲ့ output တွေဟာနောက်ဆုံးမှာလိုရှိတဲ့ data တွေဖြစ်ကုန်ကြပါတယ်လက်တွေ့တွင် multiplexer နဲ့ဒီ multiplexer တို့ဟာအပြန်လန်နှစ်ဖက်သွားဆက်သွယ်နေတဲ့ကိုလည်းဤပုံကိုကြည့်ချင်းအပြင်သိရှိနိုင်မှာဖြစ်ပါတယ်ဒီလောက်ဆိုရင်တော့ multiplexer နဲ့ ဒီ multiplier အကြောင်းကိုနားလည်သွားလို့ပြီးထင်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးလို့လည်းကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာလည်းယခုလို electronic နဲ့ပတ်သက်တာလေးတွေစဝင်စားဖို့ကောင်းတာလေးတွေတင်ဆက်ပေးပါဦးမယ်အားလုံးကိုကျေးဇူးတင်ပါတယ်အစဉ်ပြေကြပါစေ